င်္ဂလာပါဘဝကျမ်းမာတပနစ်စာစီစဉ်ရနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆီယာမားကယာတီမမှန်ခြင်းဆိုတဲ့ကျမ်းမာရေးပြဿနာလေးကိုပြောပြပေးခြင်းပါတယ်ရှင် ကျမတော့ခွန်ရှိရှိခွန်ဟက်ကဲကဒေါက်တာနန်းဖူးဦးဂျုံမိုးဖြစ်ပါတယ်။အမျိုးသမီးတွေမှာပုံမှန်အဖြစ်တလတခါယာတီလာတက်ကြတယ်ပေါ့နော်။ယာတီဆက်ဝိုင်းကတော့21ရက်ကနေပြီးတော့35ရက်နေ့ထိပေါ့နော်။အမျိုးမျိုးဖြစ်နိုင်တယ်ပေါ့နော်။ယာတီကတော့တလတခါပုံမှန်လာတာတော့ပုံမှန်ပဲပေါ့နော်။ကဲရေးယာတီမမှန်ဘူးယာတီထိန်နေရဆိုလို့ရှင်တော့အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။တဘာဝအတိုင်းယာတီထိန်တဲ့အကြောင်းရင်းတွေရှိတယ်ပေါ့နော်။ဥပမာအနေနဲ့ကိုဝန်ရှိနေတာပေါ့နော်။ကိုကနိုတိုင်းမီခင်ဖြစ်နေတာ သွေးဆုံးခါနီးဖြစ်နေတာဒါမျိုးဆိုဆိုလို့ရှင်လဲယာတီထိန်တတ်တယ်ပေါ့နော်နောက်တစ်ခုကတော့ကိုတောက်နေတဲ့ဆေးဝါးတွေပေါ်မှာလဲမူတည်တယ်ပေါ့နော်ကိုတောက်နေတဲ့ဆေးဝါးတွေကဥပမာအနေနဲ့၃လခန်းသတိဒါဆေးတွေထိုးနေတယ်ပေါ့နော်ပြီးတော့ဒီစိတ်ကျန်းမာရေးဆေးတွေကင်ဆာဆေးတွေတောက်နေတယ်အဲလက်မောင်းထဲထဲတဲ့ သတိသားပစ္စည်းတွေထည့်ထားတဲ့ solution လဲယာတီထိန်တက်တယ်ပေါ့เนาะဥပမာကိုကလေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်လိုက်တာမျိုးစိတ်ပစ္စည်းမှုများတာမျိုးဆိုလို့ရှင်လဲယာတီမမှန်တက်ပါဘူးယောဂအခန်းရှိတာပေါ့เนาะဒီ PCOS လို့ခေါ်တဲ့တာဥအိမ်မှာရေအိတ်တွေအများကြီးတည်တဲ့ယောဂတွေအဲ thyroid hormone ပြဿနာတွေပေါ့ဒါမျိုးယောဂရှိရဲ့ဆိုလို့ရှင်လဲယာတီမမှန်တက်ဘူးပေါ့เนาะအဲကြည့်ကိုက ဟိုအိမ်ထောင်တယ်လည်းဖြစ်နေရယ်ရာသီလည်းထိနေရယ်ဆိုလို့ရှိရင်တော့အရင်ဆုံးကိုဝန်ကိုဟိုစစ်ကြည့်ရမယ်ပေါ့နော်ကိုဝန်ရှိမရှိစစ်ကြည့်ရမယ်ကဲရေးပေါ့နော်ကိုကဒီအစားတောက်ကိုလည်းပုံမှန်စားပေးနေတယ်လေ့ကျင့်ခန်းလည်းပုံမှန်လုပ်ပေးတယ်ပေါ့နော်ကိုတောက်နေရဲ့ဆေးတွေကိုပုံမှန်ဆန်းစစ်နေရပေါ့နော်ဒါမျိုးတွေလုံနေရတာနဲ့ရာသီထိနေသေးရဆိုလို့ရှိရင်တော့တက်ကြွနားလဲတဲ့ဆရာဝန်နဲ့တေချာစိတ်ကူးတမှုခံယူဖို့အရေးကြီးပါတယ်ရှင်အားလုံးပဲကျမတုခါနဲ့ပြည့်စုံကြပါစေ